วัสดีครับทุกคนอารมณ์ไม่มีกันแล้วครับဒီနေ့မှာတော့ကျွန်တော်တို့အရင်ဘက်ကတင်ပြသွားတဲ့ပေါင်းဆက်စကားပြောနည်းရှင်းမျိုးတွေကနံပါတ်9နဲ့နံပါတ်6ကိုတင်มาဖြစ်ပါတယ်ခင်ဗျာကျွန်တော်လည်းဒီလိုအားလုံးပဲလိုက်ကြည့်လိုက်အောင်ခင်ဗျာနံပါတ်9ကတော့မားရဲ့ခရဲ့လဲရဲ့ပေါင်းနာတာဖြစ်ပါတယ်ခင်ဗျာမားခရလဲဒီသုံးမျိုးကိုပေါင်းနာတာဖြစ်ပါတယ်အတိတ်ပဲကတော့မကွက်လက်ဖူးတော့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာ မိုက်တလုံးနဲ့ဆိုရင်အငင်းဖြစ်ပါတယ်ခေကဖူးတယ်လဲဟောကတလူရဲ့အတိတ်ပဲပြီးပြီဖြစ်ပါတယ်ဒါပေမဲ့မိုက်ရဲ့ခေရဲ့လဲဟောရဲ့ဒီတလုံးပေါင်းလိုက်မယ်ဆိုရင်တော့မအကွက်လက်ဖူးတော့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာသူတို့ကိုပေါပြောတဲ့အခါမှာတခုချင်းစီကိုသူ့နေရာနဲ့သူစနစ်တကျအထည့်ပြောရမှာဖြစ်ပါတယ်ခင်ဗျာမိုက်ခေလဲဆိုမိုက်ခေလဲပေါ့နော်အဲ့လိုမျိုးစနစ်ကျပြောရမှာဖြစ်ပါတယ်အထိပ္ပယ်ကတော့မကြုံဘူးတော့ဘူးမလုပ်ဘူးတော့ဘူးဆိုပြီးတော့ နောက်ပိုင်းမှာမတွေ့ကြုံတော့တဲ့သဘောကိုပြောထားတာဖြစ်ပါတယ်ခင်ဗျအားလုံးပဲကျွန်တော်နဲ့အတူတူလိုက်ပြီးတော့ကြည့်လိုက်ကြအောင်ခင်ဗျစာကြောင်းလေးတိဆောက်ကြည့်အောင်ခင်ဗျ my khoy tham leo my khoy tham leo my khoy tham leo မလုပ်ဖူးတော့ဘူးလို့အဓိပ္ပာယ်ရပါတယ် tham ဆိုတာကကရိယာ verb ဖြစ်ပါတယ်ခင်ဗျာ ဒီကရိယာကိုကျွန်တော်တို့ဒီ mike လဲမှာမဖူးတော့ဘူးမှာကျွန်တော်တို့ဂျာမာကွက်လက်မှာထည့်တော့မှာဖြစ်ပါတယ် mike time แล้ว mike time แล้ว mike time แล้วအတိတ်ပဲရတော့မလုပ်ဖူးတော့ဘူးလို့ပြောတာဖြစ်ပါတယ်ခင်ဗျာ mike time แล้วမလုပ်ဖူးတော့ဘူးလို့အတိတ်ပဲရပါတယ်နောက်တစ်လုံးထပ်သွားလိုက်အောင်ခင်ဗျာ mike มาแล้ว ไม่เคยมาแล้ว ไม่เคยมาแล้ว ไม่เคยมาแล้วได้เบียร์แล้วมาลาบูโรบูโรด้เบียร์แบบนี้มาสวาก็กรีอาဖြบาပါတယ်ลาดีโိได้เบียร์ไปတယ်ไม่เคยมาแล้ว ไม่เคยมาแล้ว มาลาบูโรบูโรด้เบียร์ါတบ်ခင်ဗျာနောက်တစ်လုံးงက်သွားလိုက်အောင်ခငไม่เคยเปลี่ยนแล้ว ไม่เคยเปลี่ยนแล้ว ไม่เคยเปลี่ยนแล้ว ไม่เคยเปลี่ยนแล้วอีเบียรร์เาတော့မပြောင်းဘူးတော့ဘူးလีုเบียร์อะไรกันเนี่ยเปลี่ยนสุဆိုတာကပြောင်းတယ်လို့ีတเบียร์อะไรเปลี่ยนเลยครับเนาะเปลี่ยนใจဆိုရင်စိတ်ပြောင်းလဲတာပေါ့ไม่เคยเปลี่ยนแล้ว มาမပြောင်းဘူးတော့ဘူးလိုีအเบียร์อะไรไม่เคยเปลี่ยนแล้ว ไม่เคยเปลี่ยนแล้ว ီတိုင်းလည်းပြောလို့ရပါတယ်မိုက်ခေပြင်လဲဒီလိုမျိုးလည်းပြောလို့ရပါတယ်เนาะအတိတ်ပဲကတော့မပြောင်းဘူးတော့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာပြင်ဆိုတာကပြောင်းသည်လို့အတိတ်ပဲရပါတယ်ပြောင်းလဲသည်ပေါ့เนาะပြင်ပြောင်းသည်အတိတ်ပဲရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့မိုက်ခေပြင်လဲမိုက်ခေပြင်လဲမိုက်ခေပြင်လဲပြင်ဆိုတဲ့အတိတ်ပဲကဖြစ်သည်လို့အတိတ်ပဲရပါတယ်ခင်ဗျာ မိုက်ခဲပင်လဲဆိုတော့မဖြစ်ဘူးတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ပင်ဆိုတာကကရိယာပဲဖြစ်ပါတယ်မိုက်ခဲပင်လဲမဖြစ်ဘူးတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခုနကပြောင်းလဲတယ်ဆိုတာက plian 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 လို့ခေါ်ပါတယ်ဒီကောင်ကြတော့ pen pen လို့အဓိပ္ပာယ်ရပါတယ်ခေါ်ပါခင်ဗျာမိုက်ခဲပင်လဲမဖြစ်ဘူးတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်မိုက်ခဲပင်လဲမဖြစ်ဘူးတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနောက်တစ်လုံးတွားလိုက်ကြအောင်ခင်ဗျာ ไม่เคยไปแล้วไม่เคยไปแล้วไม่เคยไปแล้วมาตั้วกูတော့ဘူးလို့အတိပ္ပယ်ရပါတယ်ပိုင်းဆိုတာကตั้วသည်လို့အတိပ္ပယ်ရပါတယ်ခင်ဗျာကြိယာဖြစ်ပါတယ်ไม่เคยไปแล้วไม่เคยแล้วทีมาကျွန်တော်တို့ကြိယာကိုထည့်လိုက်တာဖြစ်ပါတယ်ကြားထဲမှာไม่เคยไปแล้วမตั้วกูတော့ဘူးလို့အတိပ္ပယ်ရပါတယ်ခင်ဗျာကျွန်တော်အရင်ကတော့ตั้วဘူးတယ်ပေါ့เนาะ နောက်ပိုင်းမဖြစ်ဘူးတော့ဘူးမသွားဘူးတော့ဘူးအဲ့လိုမျိုးမကြုံဘူးတော့ဘူးဆိုတော့အတိတ်ပဲကိုပြောချင်တာဖြစ်ပါတယ်မိုက်ခဲပိုင်လဲဟုတ်မိုက်ခဲပိုင်လဲဟုတ်မသွားဘူးတော့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျနောက်တစ်လုံးသွားလိုက်ကြအောင်ခင်ဗျမိုက်ခဲဆူလဲဟုတ်မိုက်ခဲဆူလဲဟုတ်ဒီနေရာမှာဆူဆိုတာကကရိယာဖြစ်ပါတယ်ဝယ်သည်လို့အတိတ်ပဲရပါတယ်ခင်ဗျမိုက်ခဲဆူလဲဟုတ် မိုက်ခဲဆွေလဲမဝယ်ဘူးတော့ဘူးလို့အတိပေးရပါတယ်ခင်ဗျာမိုက်ခဲဆွေလဲမဝယ်ဘူးတော့ဘူးလို့အတိပေးရပါတယ်ဆွေဆွေဒီနေရာမှာဆွေဆိုတာကကရိယာဖြစ်ပါတယ်ဝယ်သည်လို့အတိပေးရပါတယ်ခင်ဗျာမိုက်ခဲဆွေလဲမဝယ်ဘူးတော့ဘူးလို့အတိပေးရပါတယ်ခင်ဗျာအရင်တော့ဝယ်ဘူးတယ်ပေါ့နော်နောက်ပိုင်းမဝယ်ဘူးတော့ဘူးဆိုတဲ့အတိပေးကိုပြောချင်တာဖြစ်ပါတယ်မိုက်ခဲဆွေလဲမဝယ်ဘူးတော့ဘူးလို့အတိပေးရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့မိုက်ခဲ ได้แล้วไม่เคยได้แล้วได้ဆိုတာကဒီနေရာမှာရသည်လို့အဓိပ္ပာယ်ရပါတယ်ကရိယာဖြစ်ပါတယ်ခင်ဗျာได้ကရသည်လို့အဓိပ္ပာယ်ရပါတယ်ကျွန်တော်တို့အရင်တော့သင်ထားတဲ့ရှင်းမှာကได้ကကျွန်တော်တို့ကရိယာရဲ့ရှင်းမှာကရိယာပါလာလို့ကျွန်တော်တို့ခဲ့တယ်လို့ได้ကိုပြောင်းတာဖြစ်ပါတယ်တရားတော့ได้ရဲ့နောက်ကကရိယာမဟုတ်ဘူးပေါ့နော်ไม่เคยได้แล้วမရဘူးတော့ဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာได้ဆိုတဲ့အဓိပ္ပာယ်ကရသည်ဖြစ်ပါတယ် မိုက်ခဲတိုက်လေမရဘူးတော့ဘူးလို့အတိတ်ပဲရပါတယ်မိုက်ခဲတိုက်လေမရဘူးတော့ဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာကျွန်တော်တို့နံပါတ်6ကိုသွားလိုက်အောင်ခင်ဗျာနံပါတ်6မှာယန်းရဲ့မိုက်ရဲ့ခဲရဲ့၃ခုပေါင်းတာဖြစ်ပါတယ်ခင်ဗျာအတိတ်ပဲရတော့မာကွက်လက်ဖူသေးဘူးလို့အတိတ်ပဲရပါတယ်ယန်းဆိုတာကမပြီးသေးတဲ့အကြောင်းအရာကိုပြောချင်တာဖြစ်ပါတယ်ခင်ဗျာမိုက်ဆိုတာကအငင်းဖြစ်ပါတယ် ခေကဖူးသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျဖူးတယ်ပေါ့နော်ယန်းအပေါင်းမိုက်အပေါင်းခေဒီသုံးမျိုးပေါင်းနာကာကတော့အဓိပ္ပာယ်မကွက်လက်ဖူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျယန်းမိုက်ခေဒီသုံးမျိုးကတော့အဓိပ္ပာယ်မကွက်လက်ဖူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျယန်းဆိုတာကအင်းကင်ခေါ်ရီယန်ဒီလိုမျိုးဆိုရင်ထမင်းစားပြီးပြီလားဒီလိုမျိုး ဟိုတေးဘူးပေါ့နော်ယန်းဆိုရင်စားမစားသေးဘူးဒီလိုမျိုးပြန်ပြောတဲ့အတိတ်ပဲမျိုးကိုပြောတာဖြစ်ပါတယ်ဟွန်းယန်းဆိုတာကမပြီးပြတ်သေးတာပေါ့နော်မပြီးသေးတာကိုပြောတာဖြစ်ဖြစ်ပါခင်ဗျာယန်းမိုက်ကယ်မာကွက်လာဖူသေးဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာဒီသူတို့သုံးမျိုးကိုပေါင်းပြောလိုက်တဲ့အခါမှာသူတို့သဘာဝအတိုင်းပဲမာကွက်လာဖူသေးဘူးဆိုပြီးတော့အတိတ်ပဲရမှာဖြစ်ပါတယ်အသုံးချနည်းကလည်းသူတို့မူလအတိုင်းပဲ ยังไม่เคยဒီလိုမျိုးပြောပြောရမှာဖြစ်ပါတယ်ခင်ဗျဆိုဒီလိုဒီလိုမျိုးအစင်လိုက်ပြောပြောရမှာဖြစ်ပါတယ်ခုနကတခုကကြတော့အခုနကတခုကမိုက်ခေလဲဒီမှာဒီနေရာမှာမိုက်ခေဂျားထဲမှာကျွန်တော်တို့ကရိယာကိုထည့်ပြီးတော့လဲကိုနောက်ဆုံးမှာထားပြီးပြောရမှာဖြစ်ပါတယ်ဒီတခုကတော့ဒီတခုကကတော့ယမ်မိုက်ခေဆိုပြီးတော့ရှေ့မှာအစင်လိုက် သုံးခုလုံးကိုပြောပြီးကမှနောက်ဆုံးမှာ verb ကိုထည့်ရမှာကရိယာကိုထည့်ရမှာဖြစ်ပါတယ်ခင်ဗျာပထမတစ်ခုကတော့ Michael ကွက်လက်လဲဒီလိုမှ Michael ဒီကြားထဲမှာ verb ထည့်ပြီးတော့ကရိယာကိုထည့်ပြီးတော့နောက်ဆုံးမှာလဲဝင်နေပိတ်မှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကြတော့ဒီ yan Michael ကြတော့အစဉ်လိုက်သူ yan Michael နောက်မှာကရိယာကိုထည့်ပြီးတော့သုံးရမှာဖြစ်ပါတယ်ခင်ဗျာစားလိုက်ကြရအောင်ခင်ဗျာ yan Michael ทางอย่างไม่เคยทางที่เนี่ยมาจนเราถามสุดสักแล้วกริยาของเราส่งมาเทเปียวดาဖြစ်ပါတယ်ยังไม่เคยทางမလုပ်ဘူးသေးဘူးလို့အတိပေးရပါတယ်ခင်ဗျာยังไม่เคยทางยังไม่เคยทางยังไม่เคยทางမလုပ်ဘူးသေးဘူးလို့ပြောတာဖြစ်ပါတယ်ခင်ဗျာ time ဆိုတဲ့အတိပေးကလုပ်သည်လို့အတိပေးရပါတယ်ကရိယာဖြစ်ပါတယ်ခင်ဗျာ ยังไม่เคยทํายังไม่เคยทําสรเอมาไม่รูู้ดีบูลรอดอธิบายยาบาเลยครับเนี่ยนั่นแปลว่าเรายังไม่เคยเขียนยังไม่เคยียนยังไม่เคยเขียนยังไม่เคยเขียนอีธเบียร์เรามาซราบดีบูลรอดอธิบายยาบาเลยครับเนี่ยก่งสุราก็อีธเบียร์ซาดีโลอธเบียยาบาเลยกริยาผิดไปเลยครับเนี่ยยังไม่เคยเขียนยังไม่เคยเขียน မစားဘူးသေးဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာရမိတ်ခွေဆိုတာကမကွက်လက်ဖူးသေးဘူးပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကရိယာကိုထည့်လိုက်တဲ့အခါမှာရမိတ်ခွေกินမစားဘူးသေးဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာနောက်တစ်လုံးကတော့ရမိတ်ခွေ bye ရန်မိုက်ခွေ bye bye ဆိုတာသွားသည်လို့အတိတ်ပဲရပါတယ်ခင်ဗျာကရိယာဖြစ်ပါတယ်ရမိတ်ခွေ bye ရန်မိုက်ခွေ bye ရမခွေပိုင်ရမခွေပိုင်ဆိုတဲ့အတိတ်ပဲကမသွားဘူးသေးဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာရမခွေပိုင်ဒီအားတော့ဒီအားတော့လုံးဝမသွားဘူးမသွားဘူးမလာဘူးတဲ့အကြောင်းကိုပြောတာဖြစ်ပါတယ်ခုနကကြတော့ကျွန်တော်တို့ပထမတော့သွားပြီးသွားပြီးနောက်ပိုင်းမသွားဘူးတဲ့ကိစ္စကိုပြောတာဖြစ်ပါခင်ဗျာရမခွေပိုင်မသွားဘူးသေးဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျာနောက်တစ်လုံးသွားလိုက်ရကြအောင်ခင်ဗျာ yang my ke kit yang my ခခစ်ခစ်ဆိုတာဒီနေရာမှာစဉ်းစားသည်တွေးတော်သည်လို့အဓိပ္ပာယ်ရပါတယ်ကရိယာဖြစ်ပါတယ်ခင်ဗျာရမိုက်ခရဲ့နောက်မှာခစ်ကိုထည့်မှာ ဖြစ်ပါတယ်ရမိုက်ခရခစ်ရမိုက်ခရခစ်ရမိုက်ခရခစ်ဆိုတဲ့အဓိပ္ပာယ်ကတော့မစဉ်းစားဘူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာမတွေးတော်ဘူးသေးဘူးပေါ့နော်မစဉ်းစားဘူးသေးဘူးရမိုက်ခရခစ်မစဉ်းစားဘူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ရမိုက်ခရခစ် မစင်စားဘူးသေးဘူးမတွေ့ဘူးသေးဘူးလို့အတိတ်ပဲရမှာဖြစ်ပါတယ်ခင်ဗျနောက်တစ်လုံးကတော့ yang mai khoe leum yang mai khoe leum yang mai khoe leum leum ဆိုတဲ့အတိတ်ပဲကမေ့သည်လို့အတိတ်ပဲရပါတယ်ခင်ဗျကရိယာဖြစ်ပါတယ် yang mai khoe leum yang mai khoe leum မမေ့ဘူးသေးဘူးလို့အတိတ်ပဲရပါတယ်ခင်ဗျ yang mai khoe leum ไม่มีผู้ดีบุลอดีไปยาบาร์เลยยังไม่เคยเห็นออกมาจนเราคริยาอุเทราพี่บาร์เลยนะยังไม่เคยลืมยังไม่เคยลืมลืมลืมไม่ดียังไม่เคยลืมมันมีผู้บุลเปียราพี่บาร์เลยนะยังไม่เคยลืมมันมีผู้ดีบุลเปียราพี่บาร์เลยนั่นเราเรายังไม่เคยได้ ยังไม่เคยได้ ยังไม่เคยได้ ได้ဆိုတဲ့စကားလုံးကရသည်လို့အဓိပ္ပာယ်ရပါတယ်ကရိယာဖြစ်ပါတယ်ခင်ဗျာยังไม่เคยได้ ยังไม่เคยได้ ยังไม่เคยได้ဆိုတဲ့အဓိပ္ပာယ်ကမရဘူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာยังไม่เคยได้ ยังไม่เคยได้မရဘူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ยังไม่เคยရဲ့နောက်မှာကျွန်တော်တို့ကရိယာကိုထည့်လိုက်တာဖြစ်ပါတယ်ခင်ဗျာยังไม่เคยได้မရဘူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျာနှစ်နှလုံးသွားလိုက်ကြရအောင်ခင်ဗျာ yang mai ke shy ยังไม่เคยใช้ใช้ဆိုတော့ဒီနေาာမှာกริยาพิบาร์เယ်ตรงนี้လို့အဓိပ္าာယ်ရပါนယ်ခင်ยังไม่เคยใช้ยังไม่เคยใช้ยังไม่เคยอะมากว่าละผู้ดีบูพิบาร์เတယ်ชาย3ทีကดုกริยาကိုထည့เလိုက်ยังไม่เคยชายาต้องผู้ดีบู้လို့အဓိပ္ပာယ်ရပါတယ်ခငยังไม่เคยชายยังไม่เคยชายาต้องบู้ไมาต้องผู้ดีบู้လိ အတိပ္ပယ်ရပါတယ်။ယာမိတ်ခွေရှားမတုံးဘူးသေးဘူးလို့အတိပ္ပယ်ရပါတယ်ခင်ဗျ။နောက်တစ်လုံးကတော့ယာမိတ်ခွေဒင်းယာမိတ်ခွေဒင်းယာမိတ်ခွေဒင်းဒင်းဆိုတဲ့အတိပ္ပယ်ကအတိပ္ပယ်ကတော့တောက်ပြီလို့အတိပ္ပယ်ရပါတယ်ခင်ဗျာဒင်းဆူလာအရက်တောက်တည်ဒင်းဆူလာအရက်တောက်တည်လို့အတိပ္ပယ်ရပါတယ်ယာမိတ်ခွေဒင်း ဆိုတော့အတိတ်ကမတော့ဖူးသေးဘူးလို့အတိတ်ရမှာဖြစ်ပါတယ်ခင်ဗျာ။ရာမိတ်ခေကမအကွက်လက်ဖူးသေးဘူးပေါ့နော်။နောက်မှာ dim ဆိုတဲ့ကရိယာလိုက်မှာဖြစ်ပါတယ်။ dim ကတောက်ပြီလို့အတိတ်ရပါတယ်။ရာမိတ်ခေ dim မတော့ဖူးသေးဘူးလို့အတိတ်ရပါတယ်ခင်ဗျာ။နောက်ဆုံးတစ်လုံးသွားလိုက်ရအောင်ခင်ဗျာ။ရာမိတ်ခေဖူးရာမိတ်ခေဖူးဒီနေရာမှာဖူးဆိုတဲ့စကားလုံးကကရိယာဖြစ်ပါတယ်။ ပြောသည်လို့အဓိပ္ပာယ်ရပါတယ်ခင်ဗျယမိတ်ခေဖို့မပြောဘူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ယန်မိုက်ခေဖို့မပြောဘူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျယမိတ်ခေကမာကွက်လဖူးသေးဘူးပေါ့နော်ဖူးဆိုတဲ့စကားလုံးကရိယာကိုကတ်လိုက်တာဖြစ်ပါတယ်ယမိတ်ခေဖို့မပြောဘူးသေးဘူးလို့အဓိပ္ပာယ်ရပါတယ်ခင်ဗျကျွန်တော်တို့နောက်ဆုံးအနေနဲ့နံပါတ်9နဲ့နံပါတ်6ကိုကျွန်တော်တို့ပြန်ပြီးတော့အသုံးသတ်ကြည့်အောင်ခင်ဗျ နံပါတ်5ကမိုက်ခယ်လဲဝမိုက်ခယ်လဲဝဆိုတော့မကွက်လက်ဖူးတော့ဘူးအတိတ်ပဲရပါတယ်မိုက်ခယ်ဂျာထဲမှာကျွန်တော်တို့ကရိယာထဲမှာဖြစ်ပါတယ်နောက်မှာလဲဝကတ်မှာဖြစ်ပါတယ်ခင်ဗျတရားကျတော့ကျွန်တော်တို့ကွက်မကွက်လက်ဖူးတော့ဘူးဆိုကျွန်တော်တို့ကအရင်တော့ကလှုပ်ဖူးရယ်ပေါ့နော်နောက်ပိုင်းမလှုပ်ဖူးတော့ဘူးဒီလိုမျိုးပုံပုံစံကိုပြောတာဖြစ်ပါတယ်ခင်ဗျနောက်တစ်လုံးကကျွန်တော်တို့ပြောမယ်ဆိုရင်တော့ နံပါတ်6ကရန်မိုက်ခယ်တရားကြတော့မာကွက်လက်ဖူသေးဘူးပေါ့နော်တရားတရားကကျွန်တော်တို့ဘက်ကနောက်မှာနောက်ဆုံးမှာလိုက်မှာဖြစ်ပါတယ်ခင်ဗျာပထမကတော့မိုက်ခယ်ဖတ်လိုက်ပြီးမှကျွန်တော်တို့နောက်ဆုံးမှာလဲကိုကတ်မှာဖြစ်ပါတယ်ဒီမှာကတော့ကျွန်တော်တို့ရန်မိုက်ခယ်နောက်မှာဘက်လိုက်မှာဖြစ်ပါတယ်ခင်ဗျာအထိပ္ပယ်ကတော့ မကွက်လက်ဖူသေးဘူးအတိတ်ပဲရပါတယ်တရားကြတော့ကျွန်တော်တို့တခါမှမလုပ်ဘူးတခါမှမတုံဘူးတခါမှမစားဘူးတခါမှမသွားဘူးဒီလိုမျိုးပုံစံကိုပြောချင်တာဖြစ်ပါတယ်ခုနကဥစ္စာကကြတော့ကျွန်တော်တို့ပထမလုပ်ခဲ့ပြီးပြီဥပမာမိုက်ခဲกินလဲမစားဘူးတော့ဘူးအရင်တော့စားဘူးတယ်မိုက်ခဲกินလဲမစားဘူးတော့ဘူးနော်အရင်ကစားဘူးတယ်ဒီလိုမျိုးပုံစံပြောတာတရားကြတော့ရမ်းမိတ်ခဲกินမစားဘူးသေးဘူးတရားလုံးဝမစားဘူးတော့ကိုပြောတာဖြစ်ပါတယ်ခင်ဗျာ ရမိတ်ခုတ်ကင်မစားဘူးသေးဘူးဒီလိုမျိုးနှစ်ခုမတူပါဘူးခင်ဗျာအတိတ်ပဲရတော့ဒီလောက်နေမယ်ကျွန်တော်တို့နားလိုက်ကြအောင်ခင်ဗျာ now ဗီဒီယိုမှာပြန်တွေ့မယ်ခင်ဗျာအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်အဆင်ပြေကြပါစေခင်ဗျာမတိရရှင်းရင်လည်းကျွန်တော်ကို comment မှာလက်မိလို့ရပါတယ် see you the next video bye bye